အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာကားတော်ရဲ့ဥပဒေ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော် channel နေဒီနေ့မှာတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ဇာတ်လမ်းကောင်းလေးကတော့ဆရာကားတော်ကိုယ်တိုင်ရေးသားထားတဲ့သုံးထီဥပဒေနဲ့သုံးမျိုးတရားမောင်မဲသာဆိုတဲ့အတွဲသုံးစာသင်သုံးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒီဇာတ်လမ်းလေးကိုတော့ကျွန်တော်လင်္ကာကျော်မှတင်ဆက်ပေးသွားမှာဖြစ်ပြီးတော့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခင်ပါလေကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါသေးခင်ဗျာခန္ဓာနာစဉ်အားပေးကြပါဦးခင်ဗျာ ကျုံးတဲ့ဥပဒါလည်းအဲ့ဒီရသေးစီကိုထွက်လာခဲ့ကြတာပေါ့ဗျာဥပဒါတော့လွယ်ရေးစုပ်ကြီးကိုဆလွယ်တိုင်းလွယ်ထားပြီးတော့ကျုပ်ကလည်းအဖေရဲ့လက်ဆွဲတော်ငှက်ကြီးတော်သားကြီးကိုကိုင်လို့ပေါ့ဗျာအကျုပ်တို့ကလည်းရွာလန်းအတန်းရှောက်နေကြာမှဆိုးတာနဲ့ဘူးချောင်းလေးကိုဖြတ်ပြီးတာနဲ့ကွင်းထဲကနေဖြတ်လာတာပေါ့ဗျာအနောက်ဘက်တောထဲကနှစ်လန်းသွားလို့ရတယ်ဗျာအတလန်းကတော့ရွာကနေထွက်ပြီးတော့ရွာကနေနည်းနည်းဝေးသွားမှတောထဲကိုဖြတ်ဝင်တာပေါ့ဗျာဒီလန်းကခီးပိုဝေးတယ်ဆိုပေမဲ့အဲ့လန်းကလုံးကျုံနေဗျာ အနောက်တလဲကတော့ရိုးကြောင်းကိုဖျက်ပြီးသားနဲ့ဖုံးသူတို့ကြီးတွေကနေသွားတာပဲဗျ။အဲ့လိုသွားရင်သဲအရန်ကျန်းတဲ့လူစားတဲ့ရေတွင်းကြီးနားကနေဖျက်သွားတယ်။ပြီးတော့ဖက်လက်ရွာဟောင်းကိုလည်းဖျက်ရသေးတယ်လေဗျ။ပြီးတော့မှနောက်ဖက်တော်တန်းကိုရောက်တာပေါ့ဗျ။ဥပ္ပဒါဖုံးသူတို့ကိုဖျက်တော့ကျုပ်ပြန်စိတ်ထဲမှာထင့်နေသေးတယ်ဗျ။ဘာလို့လဲဆိုတော့ဖျက်ရမယ့်နေရာတွေကလည်းတကယ့်နေရာကျန်းကြီးတွေမဟုတ်လားဗျ။လူစားတဲ့ရေတွင်းရဲ့နောက်ပြီးတော့ဖက်လက်ရွာဟောင်းဆိုတာလေကျောင်းကလည်းဖြစ်ပြီးတော့သေထားတဲ့လူတွေမှမနှဲတာပဲဗျ။ ဝန်သူတော်ဆိုတာတော့ဘာပဲမှတိတ်မပေါက်တဲ့ကွင်းမြင်ကြီးဗျအပင်ကြီးကြီးမားမားဆိုလို့ဘာမှအောင်မရှိတာအဲဒါမဲ့မိုးရင်းဆိုတော့မြေရိုင်းတွေရဲ့မြေကြီးမှာကပ်ပေါက်နေတဲ့ထီကင်းလိုစူးဝင်နေပဲရှိတာဗျဥပဒါအခြေအနေခက်မြန်မြန်သွားတာဆိုတော့ကျုပ်ကလည်းသူ့ကိုမြှောင်လဲရတာပေါ့ဗျာခြေတော်နေဆိုရင်လည်းစူးရင်လည်းချစ်လို့ပြက်ချတဲ့အန်တွေတော့မနေဘူးဗျဥပဒါတော့ဇောနဲ့ဘူလားမသိဘူးဗျခါတိုင်းတယ်ပုံမြန်နေဗျအဲ့ဒီမောင်မဲတာဆိုတာဘာလဲဥပဒါအတော်ဆန်းတဲ့အော်လန်နီတခုပေါ့ကွာ လူဆုံးအခေါ်တော့ကော့သင်းကောက်လို့လဲခေါ်တယ်ကွာသေသွားတဲ့ဆုံးတွေရဲ့အယိုးတွေကိုတူပြီးတော့ဆုံးတွေမှာကြံခဲ့တဲ့အစွမ်းတွေကိုစူပေါင်းပြီးတော့အစင်ရင်လှုပ်ထားပေါ့ကွာဒါဆိုအရင်တော့ဖက်လိရောက်မှာဆုံးတော်များရှိခဲ့လို့လားရှိပါသကောကွာအခုတော့မှရွာထဲမှာဆုံးဆိုပေမဲ့ဆုံးလုံးဝင်မခံမင်းနဲ့ပြင်ရာတွေချိုးထားပြီးတော့အသားမဲ့လူတွေလိုပဲနေတဲ့သူတွေရှိတာပဲကွာအဲ့လူတွေသေသွားတဲ့အခါကျတော့အသားမဲ့လူဆိုပြီးတော့မြှုပ်လိုက်တာပေါ့ကွာပုံမှန်ရတော့ဆုံးတဲ့ပညာပြတ်သွားတယ်ဆိုပေမဲ့ တချို့ယူဆကြတော့သုံးသိပေမဲ့အရိုးတွေချင်းစီတွေကသွားတွေထဲမှာသုံးနေတဲ့အစွမ်းတွေကခိုးအောင်နေတတ်တယ်လို့ယုံကြည်ကြတယ်ပေါ့ဟုတ်ဒါဆိုဥပဒေရဲ့အမေဒေါ်ပြင်းရဲ့အရိုးအများလာပြီးတော့ဒူးတာလားဗျမဟုတ်ဘူးကငါမေသေးတော့လောင်ပြီးကြပြီးတော့သေးတာအဒီတော့အရိုးတော်ကြမ်းမမဟုတ်ဘူးကသူလာချတာတခြားသုံးနေဖြစ်မှာတို့တို့စကားပြောနေနေရေရင်းပြကြီးနောက်ရောက်ခဲ့တယ်အဲ့ဒီရေရင်းကြီးကိုလှမ်းတွေ့တာနဲ့ကျုပ်ကလည်းစက်သိန်းနဲ့တဖင်းဖင်းထလာတာပဲဗျဥပဒေပါလို့လားတော့မသိပါဘူး ဘာမှမဖြစ်ဘူးဗျ။ဒါနဲ့ပဲကျုပ်တို့ဖက်လက်ရော်ကိုဖျက်ခဲ့တယ်ဗျ။ရွာဆိုပေမဲ့အိမ်တန်ငုတ်တွေလောက်ပဲကျန်တော့တာပေါ့။ခြုံတွေတစ်ပင်တွေဖုံးပြီးတော့တောကြီးလိုဖြစ်နေပါပြီ။ဒါပေမဲ့ရွာကိုဖျက်လိုက်ရင်မဲမဲရဲ့ကြီးတွေကလှက်ကနေလှက်ကနေသွားနေတာကိုမြင်လဲရတယ်ဗျ။ရုပ်ကလည်းဥပဒေရဲ့အနောက်ကပဲကတ်လိုက်လာတာပေါ့။နောက်တော့ခြုံတွေကရှဲကနေရှဲကနေနဲ့လူတို့သလိုတွေဖျက်ကုန်တယ်။တစ်ပင်တစ်ကိုင်းနေဆိုရင်လည်းတဖျက်ဖျက်နဲ့ပြုတ်။ရုပ်ကကြောက်သားကြောက်တာဗျ။ဒီကောင်တွေကိုတွေးရမလားဆိုပြီးတော့လက်ကြည့်နေတာ။ဒါပေမဲ့ပတ်ပေးမလို့ဘူးဗျ။ ဖြတ်ခနဲ့ဖြတ်ခနဲ့ပဲတွေးကြရတာအဲကြောက်မနေပါနဲ့ကွာဒီချင်ရတို့အစာရှာထွက်တဲ့အချိန်ပဲကွာတို့ကိုလိုက်ကြည့်ပြီးတော့ကြောက်မနေနဲ့ဖလေးရဟောင်းတော်တန်းကိုဖြတ်ပြီးတော့နောက်ဖက်တော်တန်းအစာကိုရောက်တော့တာပေါ့ဗျာအဲ့ချိန်မှာပဲနောက်ဖက်တော်တန်းအချုံမင်းတွေကတော်နဲ့လှုပ်နေတာဗျာတို့တို့အရှိကိုဆက်လျှောက်တော့အဲ့ဒီချုံမင်းတွေကနေပြီးတော့အရင်မေးကြီးတွေကဟုန်းနေဟုန်းနေထလာပါရောအရေးကြီးတွေကအခု20လောက်ရှိမယ်ထင်တယ်ဗျဥပဒါအရေးကြီးတွေကအနားမှာရက်လိုက်တယ် အဲ့ဒီနေရာလေးကတော်တန်းနှစ်ခုဆက်မြေနေရာပြောင်ပြောင်လေးပေါ့ဗျကျုပ်ကလည်းဓာတ်လိုက်တယ်ဗျဒီကောင်စီးတာထားတယ်ကွာကျုပ်ကလည်းငုံကြည့်လိုက်ပြီးတော့ဟုတ်ရလားဗျကျုပ်တော့ဘာမှမလုပ်ပါဘူးရေပြင်ကိုတေချာကြည့်အလက်ကောင်ဥပဒေပြောလို့ကျုပ်ကလည်းကောင်းပြီးတော့ကြည့်လိုက်တယ်လာရောက်ကြောင်မြေကြီးကိုမထင်မရှားလေးမြင်နေရတယ်ဗျအကျုပ်လည်းကြည့်နေနေထူးဆန်းတာတခုတွေ့လဲရအဲ့ဒါတော့မြေကြီးပေါ်မှာသဲတဲ့ကြောင်ဖြူထားတာပဲဗျ ိုက်နေရာရှိပြီးသားမြေကြီးကကြောက်သားဆန်တဲ့မြေကြီးဗျမြေကြီးကပြောင်းနေပြီးတော့ကြောက်တွန်းလေးတွေပဲရှိတာအဲ့ဒီမြေပေါ်မှာတဲဖြူထားတာအတိုင်းသားလေးဗျတရားကြည့်လိုက်တော့မှအတန်းလိုက်ကိုဖြူထားတာကျုပ်လည်းလည်းနဲ့မကင်ကျင်လာနဲ့ဒုံချောင်းကောက်ပြီးတော့အဲ့ဒီတဲစီကိုထိုးကြည့်လိုက်တာပေါ့ဗျဟုံးငနဲ့ကားပြီးပေါ့တလို့အတိုင်းမြည်ပြီးတော့ကျုပ်လည်းအနောက်ကိုလွှင့်ထွက်သွားတာပဲဗျ။ချုံရင်တစ်ခုပေါ်ကိုပလက်လန်ပြီးတော့ကျသွားလို့သာအကြမလာလားဗျ။ဥပဒ်ဆောင်မုတ်ဆိုးတိုင်ထိုင်ချလိုက်ပြီးတော့အဲ့ဒီနာအမြည်ကြီးကိုသူ့လက်ဝါးနဲ့အုပ်တယ်ဗျ။ပြီးတော့ဗားရဲရုံမှန်းမသိဘူးရွတ်ပြန်ပါလေရောဗျာ အဲဒီကမှရှူးရှဲကြအတန်တွေထွက်လာပြီးတော့မြင်းကလေးလှုပ်သလိုမြေကြီးကတုံတုံသွားတယ်။နောက်တော့ကြည်နေတဲ့အဲဒီသဲမုံလေးတွေကသူ့လူလူစုလာပြီးတော့မြေကြီးပေါ်မှာရှက်ပြေးနေတာဗျ။မသိရင်ပြည့်စိတ်တန်းကြီးလိုမျိုးပေါ့။ပြီးတော့ဥပဒ္ဒါရဲ့မြေကြီးကိုထိထားတဲ့လက်ကိုဝင်းတိုးတော့တာပဲ။ခဏတွေမှာစီးပြတ်သွားတယ်ဗျ။ဥပဒ္ဒါရဲ့လက်မှာလည်းသဲတွေပုံနေတာပေါ့ဗျ။ဥပဒ္ဒါကမတ်တက်ရဲလိုက်ပြီးတော့အဲဒီသဲပုံဖနှောင်းနဲ့ပေါက်ထဲလိုက်တယ်ဗျ။ရရပြီကွာငါတို့သားတို့လက်ကောင်။အဒီကောင်ကစီးတွေပါနေချတာပြီးပြီဆိုတော့တခုခုလုံးပေါ်ကြမ်းနေတာပဲဖြစ်မယ်ကွာ။ ကျုပ်လည်းဥပဒေအနောက်ကနေလဲခဲ့တာပေါ့ဗျာအနောက်ဘက်တော်တန်းလေးတဲကိုရောက်တော့လွမ်းစိတီနဲ့တဲလေးကိုမြင်နေရပြီဗျအဲဒီအချိန်မှာပဲတစ်ပင်တစ်ကိုင်းတွေကတစ်ဖက်ဖက်နဲ့အတန်းမီပြီးတော့တစ်ကိုင်းတွေကနေဆင်းလာတယ်အဲဒီတစ်ကိုင်းတွေပေါ်ကမဲမဲကောင်ကြီးတွေဆင်းလာပြီးတော့ကျုပ်တို့ရှိမှပိတ်ရက်တယ်ဗျအကောင်20လောက်တော့ရှိမှထင်တာပဲဥပဒေလည်းခါထောက်ပြီးတော့အဲ့ဒီတေးကြီးတွေကိုကြည့်ပြီးတော့ဧကောင်လေးမင်းတို့ဖယ်ရင်ဖယ်တော့မဖယ်ရင်ငါကြောင်းတည်မယ်ကွာဥပဒေကကျင်းလိုက်ပြီမဲ့ဒီတေးကြီးတွေကမဖယ်ပါဘူးဗျာ မထုံတက်တင်းနဲ့ဆက်ပြီးတော့ပိတ်ရနေသေးတာပြီးတာနဲ့ဒီကောင်ကြီးကကျုပ်တို့စီကိုခုံခုံပြီးတော့ပြန်ဝင်လာတာပဲဗျာဥပဒါကလည်းအဲ့ဒီကောင်ကြီးကိုလက်ညှိုးနဲ့ပိတ်ပိတ်ထိုးတာဗျာဥပဒါလက်ညှိုးနဲ့ထိုးခံလိုက်ရတာနဲ့ဒီကောင်ကြီးကအနောက်ကိုပေး20လောက်လွှင့်ထွက်သွားတာပဲဗျာအထုတ်ကြီးတထုတ်လို့လွင့်လွင်သွားပြီးတော့တစ်ပင်နေနဲ့ရတစ်ကိုင်းနေနဲ့ရခြုံပုတ်နေနဲ့ပြုတ်ကျနေပေါ့ဗျာနောက်တော့ဒီကောင်ကြီးကဆက်ပြီးတော့တက်မလာရဲတော့ဘူးဗျာအိုးခဝေးရတစ်ပင်နေနားမှာပုံပြီးတော့ကျုပ်တို့မျိုးလုံးပြူးသားနဲ့ဝိုင်းကြည့်နေကြတာဗျာအဲသူတို့မျိုးလုံးကကျုပ်တို့လောက်အွယ်ဝိုင်းဝိုင်းလေးနေနဲ့ ပြီးတော့မျက်လုံးတွေကလည်းအယောင်လေထွက်နေတာဆိုတော့သူတို့ရုပ်တွေကိုအတိုင်းသားမြင်နေရတာပေါ့ဗျာဥပဒါအကျုပ်ကိုလက်တို့ပြီးတော့ဟဲ့လာရေးလဲကောတဲတဲမှာမြူးကလင်းအောင်တွေ့တယ်ကွာဒီကောင်ဘာလို့ကြမ်းစီနေပြန်ပြီလဲမသိဘူးကွာသူတို့ကလည်းထလန်မိုးထားတဲ့တဲလေးစီကိုပြေးလာခဲ့တာပေါ့ဗျာတဲလေးထဲမှာတော့ရင်းနေသည့်မြူးခွက်ကိုထုံးထားတော့လင်းနေတာပေါ့ဗျာတဲချမ်းမြင်မှာဖျားကြီးခင်းပြီးတော့အဲ့ဒီဖျားကြီးရဲ့အပေါ်မှာရသေကြီးကတက်ထိုင်နေတယ်ဗျာသူတို့မြင်တာနဲ့အတန်တကြီးနဲ့អော်ပြီးတော့ရီတော့တာပဲ ။ပြောင်းမင်းရီးမနေနဲ့။မင်းမင်းဖိုးတူးမဟုတ်လား။ဥပဒါရသေးကြီးကိုကြီးလိုက်ပြီးတော့ပြောတာဗျ။ရသေးကြီးကညီမောလိုက်ပြီးတော့ကောင်းချိန်ပြ။ဖိုးတူးမင်းဒီလိုမလုပ်သင့်ပါဘူးကွာ။မင်းလောက်ရတဲ့ကိုရတဲ့ကနေရဲလိုက်ဆမ်းပါ။ဒီတခါတော့မင်းကောင်းကိုမရှင်းနိုင်တော့ပါဘူးဘာသာရ။ရေစိကြီးကလည်းအဲ့လိုပြောပြတာနဲ့သူ့မင်းသားမှခြားထားတဲ့ဓမြောင်ကိုကောက်ယူလိုက်တယ်ဗျ။ ပြီးတော့လည်းဘာမှပြောညာမပြောနဲ့သူ့ပိုက်ကြီးကိုထိုးဆိုင်ချလိုက်တာပဲဗျကြီးနေတဲ့ကျုပ်တို့မှာဟာကနေဟင်နေဖြစ်သွားတယ်ဗျဥပဒါတဲဘော်ကိုလှန့်တက်ဖို့ခြေလှမ်းလိုက်တယ်ဆိုရင်ပဲဟုံးကနေတိုင်းနဲ့တူဥပဒါကြီးကလွင့်ထွက်သွားပါလေရောဗျကျုပ်လည်းဥပဒါကိုပြည့်စွယ်ထူတာပေါ့ဥပဒါကခါနာသွားပုံရတယ်ဗျခေါ့ကိုလက်တစ်ဖက်နဲ့ဖိပြီးတော့အ мян ထားဒီ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 ကောင်တဲကိုစီးချထားတယ်ကွာအဲ့ဒီခါမှာတဲဘော်ရဲ့တေးကြီးကလည်းအော်ကြီးတယ်ဗျဘလို့လဲဘာသာရဲ့ ဖျားတယ်ထားတဲ့အုံလီကဲမဟုတ်အရသာကောင်းရင်လာကွာဟေးအော်ဒီကောင်ဒီကောင်တိတ်မြန်မြန်များတဲ့အကောင်ပဲကွာအကြီးသားတဲပပက်လေကိုအုံလီကဲမဟုတ်နေဖြူထားတာကျုပ်တေချာကြည့်တော့မှမြင်းနီနီတွေကိုအတန်းလိုက်ကြီးဖြူထားပြန်တယ်ဗျဒီကောင်နောက်ဆုံးတို့ရောက်လာဖို့အကြံစီလောက်ထားတာပဲကွာလွမ်းစိတ်နီနာမှာစကန်းချတယ်ဆိုတာလက်ဆက်တော်ဖျားတယ်ထားတဲ့အုပ်ချိုးကိုလိုချင်လို့ကိုကွာရသေးရသူ့ဘက်ကိုသူဓာတ်နဲ့ခွဲလိုက်တယ်ဗျဘိုက်ကြီးခွဲသွားတော့ဦးရီဆိုတာရှော့ကနေထွက်ကြပါလေရောဗျာ ရသေကြီးကလည်းဥပဒါကိုကြည့်လိုက်ပြီးတော့ဒါပေါ်ကငါဒီအောင်လာလို့တယ်ဆိုတာလေမင်းကိုလက်စားချိန်ချင်လို့ပဲဘာသာအခုတော့မင်းကိုငါလက်စားချိန်နိုင်ပြီကွာရသေကြီးကအဲ့လိုပြောပြီးတော့ဖျားပွားဝိဆိုင်တစ်ခုပေါ်မှာပုံထားတဲ့အယိုးတွေကိုလက်နဲ့တဆုပ်ကြီးယူပြီးတော့ပွင့်နေတဲ့သူ့ပိုင်ကြီးတွေကိုထိုးသိမ်းထားပဲဗျာဥတွေသွေးတွေဆိုတာလေအလင်းလင်းနဲ့ပေါ့ဗျာဘိုက်ပွင့်တာဆိုတော့တော်ရုံနဲ့မသိဘူးထင်ပါရဲ့ရသေကြီးကရိုးပိုင်းစားတွေကိုလက်နဲ့ဆုပ်ဆုပ်ပြီးတော့ထည့်ထားဗျာအယိုးတွေကိုတော့တေချာဖြတ်တော့ထားတဲ့ပုံပဲဗျာ အယိုးတွေအားလုံးကအန်စာလုံးလေးတွေလောက်ပဲအရွယ်ရှိတယ်ဗျသူကောက်ထန်နေတဲ့အချိန်မှာပဲကျုပ်ကလည်းတဲဘော်ကိုခုန်တက်လိုက်တာပေါ့ဗျဖခင်မေကဥပဒါကြီးဖြတ်မြပေးမယ်ကျုပ်ကတော့အလွယ်ပဲဖြတ်လို့ရသွားတယ်ဗျရေသေးကြီးကအန်ဟောသွားပြီးတော့ကျုပ်ကိုငေးကြည့်နေတာပေါ့တဲကအဖြစ်လေးစောက်ထားတာဆိုတော့ကျုပ်တက်လိုက်တော့တိတ်ငနေတုံသွားတာပေါ့ဗျသူကလည်းလက်ထက်ရထားကြီးနဲ့ရသေးကြီးကိုခုံမဲဆိုပြီးတော့ပြေးလာမှာတဲခေါင်မိုးကြီးကပေါက်ထွက်ပြီးတော့အကောင်ကြီးတကောင်ကကြလာတာပဲဗျ။ဒီကုန်းလုံးမှာအမွှေးချမ်းကြီးနေနဲ့လူကြီးတယောက်ဗျ။ကျုပ်စီရောက်တော့ကျုပ်ကလည်းကြောက်မနေတော့ဘဲနဲ့ ဖြစ်ချင်ရဖြစ်ဆိုပြီးတော့အဲ့ဒီကောင်ကြီးကိုဓာတ်နဲ့လွှဲခုန်ထဲလိုက်တာပေါ့ဗျာအဲ့ဒီကောင်ကြီးကဘုံစာကြီးကျုပ်ရှင်ကနေပျောက်သွားပါလိမ့်ရောကျုပ်ရဲ့ဓာတ်ချက်ကလည်းသူ့ကိုလွှဲပြီးတော့တဲ့ရဲ့ဝလုံးနဲ့ကိုထိသွားတာပေါ့အဲ့ဒီအချိန်မှာကျုပ်နောက်ကနေအဲ့ဒီကောင်ကြီးကပေါ်လာတယ်ဗျသူ့လက်ကြီးနှစ်ဖက်နဲ့ကျုပ်လက်မောင်းတွေကိုတိုက်ဖက်လိုက်တယ်ရုပ်ကလည်းအားကုန်ယုံမိမဲ့ဒီကောင်ကြီးကအာသင်တော့ယုံမရဘူးပေါ့ဗျာရစေကြီးကလည်းကျုပ်ကိုကြည့်လိုက်ပြီးတော့ဟေးအဲ့ကောင်လေးကိုချုပ်ထားတဲ့ကွာတဲ့ရဲ့ကြီးကလည်းကျုပ်ကိုအတင်းချုပ်ထားဗျကျုပ်ကလည်းလက်ကလှုပ်မြရတော့ခြေထောက်တင်နေကန်း နောက်အနေနဲ့ရှောက်ပေါက်ပြီးတော့အားလုံးပြီးတော့ဒီကောင်ရော့ချုပ်ရောအရှုပ်ဟထိုးလဲကြသွားတာပါပဲဗျ။ကျုံပေါက်ကြသွားတာဖြာသက်မှာဗျ။ကျုံပေါက်ခုံကြီးလဲကြသွားတော့ဒီကောင်ကြီးကကျုပ်ကိုအတင်းတက်ဖီထားတာဗျ။ကျုံမှာလှုပ်လဲမလှုပ်နိုင်ဘူးဗျာ။လေးရလည်းအတော်လေးတာဗျ။စိုင်ကြီးသုံးရင်ပြိနေတယ်လို့ကြီးဗျ။ရသေးကြီးကလည်းဖြာပေါ်မှာကြံနေတဲ့အရိုးတွေကိုခက်မြက်မြက်ကောက်ပြီးတော့သူ့ဘိုက်ထဲကိုထည့်လိုက်ဗျ။ပြီးတော့သူ့ကိုယ်ပေါ်ကသင်ငန်းသားကြီးကိုချုပ်လိုက်ပြီးတော့သူ့ဘက်ကိုသူသင်ငန်းသားနဲ့ပတ်တယ်။အဲဒီတော့မှရသေးကြီးရဲ့ရင်ဘက်ဒီမှာအင်းနေဆွဲထားတာကိုတွေ့ရတာပဲဗျ။ ရသေးကြီးကမတ်တက်ထားရလိုက်တယ်ဗျ။ဦးရီကတော့အခွေလိုက်ကြကြံနေခဲ့တာပဲဗျ။ပြီးတော့သူ့ရင်ဘတ်တွေကိုလမ်းနဲ့ပုတ်ပြီးတော့အင်းတွေကိုနှိုးတယ်ဗျ။အခုနကတိန်သားနှင်းငယ်ပဲရှိပြီးတော့လာသာနေတဲ့ကောင်းကြီးကချက်ချင်းဆိုလိုပဲတိန်မဲကြီးတွေအုံဆိုင်လာတာဗျ။ပြီးတော့ရှက်စည်းတွေလက်ပြီးတော့မိုးတွေကလည်းချိန်လာတော့တာပဲ။ရသေးကြီးရဲ့ကိုဘောအင်းတွေကဖြူဖြူကြီးတွေလင်းလာတယ်ဗျ။ပြီးတော့ရသေးကြီးရဲ့မျက်လုံးတွေကလည်းအဖြူအောင်လင်းတွေထွက်လာတယ်ဗျ။လေလေဆိုတာလေတောင်းနဲ့တိုက်တာပဲတဲလေးကိုမိုးထားတဲ့ထက်လက်ကြီးဆိုရင်လေလေတိုက်လို့အကုန်လွတ်ထွက်ကုန်တာဗျ တခုထူးဆန်းတာကတော့လေတွေကဘေးဘက်ကနေတိုက်နေတာမဟုတ်ဘူးဗျအပေါ်ကနေလည်းတိုက်နေတာမဟုတ်လက်အောက်ကနေလေတွေကတိုးထွက်လာပြီးတော့မြေကြီးအောက်ကနေမိုးပေါ်ကိုပြန်တိုက်နေတာမျိုးဗျရသေးဦးဝှက်ထားတဲ့အသင်းမင်းဆိုရင်လေတွေလှန်လို့ဘိုက်ကိုတက်ကန်နေတယ်ဗျနောက်တော့ရသေးကြီးကအတန်တကြီးနဲ့អော်ရီပြီးတော့ဇက်ကြိုးကြပြီးတော့ဒူးတဲ့ရသားငေါတို့ကြီးထိုင်ကြသွားတယ်ဘုန်းကတိုက်နေတဲ့လေတွေကတော့ရက်သွားတယ်ဗျဒါပေမဲ့မိုးကောင်းကြီးကတော့အုံပိုင်းနေတယ်ဗျရှစည်းနဲ့တစ်ဖက်ဖက်လက်နေပြီးတော့မိုးတွေကတချင်းချင်းနဲ့ချိန်နေသေးပေါ့ဗျာ ကျုပ်ပေါ်ဖိထားတဲ့အကောင်ကြီးကလည်းတဲပေါ်ကနေခုန်ချပြီးတော့ထွက်ပြေးဖို့လုပ်တယ်ဗျ။ဒါပေမဲ့တဲအောင်မှာဖះအုံနေမှုနဲ့စီးရထားတာဆိုတော့ဒီကောင်ကြီးကထွက်ပြေးများပဲနဲ့စီဝိုင်းထဲမှာပတ်ပြေးနေတာပေါ့ဗျာ။ဘာတွေဖြစ်ကုန်သလဲတော့ကျုပ်ကလည်းနားမလည်ပါဘူးဗျာ။ဥပဒါကျုပ်ကိုလှန့်အောင်တယ်ဗျ။အလက်ကောင်ပြေးတော့ဒီကောင်ပြေးလာတော့ကျုပ်ကလည်းဥပဒါအော်တော့မှမတက်ကောက်ထားလိုက်တယ်။တဲရဲ့ဝလုံးထဲမှာဆက်ဝင်နေတဲ့အဖေရဲ့သားကိုပြန်ချုပ်ရတယ်ဗျ။ဒါကလည်းအေးဆိုရင်ကတ်နေပြီးတော့ချုပ်မရဘူးဗျာ။ အားနာနဲ့ဒါကိုလမ်းတစ်ဖက်နဲ့သေချာခိုင်းပြီးတော့ဝလုံးနံကိုခြေလောင်းနဲ့ခိုင်းပြီးတော့ချုပ်ရတာပေါ့ဗျာခြေလောင်းနဲ့အားခိုင်ယူလိုက်တော့မှဒါကိုချုပ်လို့ရတယ်ဗျရုပ်ကလည်းတဲပေါ်နေလှမ်းစင်မှာရသေကြီးကိုနောက်ပြန်လှည့်ကြည့်လိုက်တော့ရသေကြီးကခေါင်းကြီးပြန်ထောင်လာတယ်ဗျမျက်လုံးကြီးကလည်းအယောင်နေလက်လို့ဗျသူလည်းကြောက်ကြောက်နဲ့တဲပေါ်နေခုံဆဲလိုက်တယ်ဆိုရင်ပဲဝုန်းကနေတိုင်းမြည်ပြီးတော့တဲတစ်ခုလုံးကပေါက်ကွဲထွက်သွားတာပဲဗျမြေပေါ်ရောက်တော့မှကျောက်ကလည်းဥပဒါရဲ့အနောက်ကိုတွေ့ရလိုက်တော့တာဗျဥပဒါနဲ့ကျုံနဲ့ကလည်းအန်ဟောပြီးတော့ငေးကြည့်နေတာပေါ့ဗျတော်တဲ့နဲ့ကတစ်ပင်နေဆိုရင်လည်းတဖက်ဖက်နဲ့လှုပ်နေတော့တာပဲ ီးတော့ခဏကကျုပ်တို့ကိုတိုက်ခိုက်နေတဲ့မဲမဲအကောင်တရေကြီးတွေကဒေါ်တဲ့အမြင်ဘက်ကိုပြေးကြလာပဲဗျ။လမ်းမှာတစ်ပင်နေတဲ့ကိုင်းနေခြုံပုတ်နေတဲ့တိုက်မိပြီးတော့တရှဲရှဲနဲ့တော့မြည်ကုန်တာဗျ။အာမကောင်းတော့ဝေးမကောင်းတော့ဟာဒီတော့နေ့ကတရေတွေတော့မှအသက်လူပြီးတော့ပြေးကြတယ်ဆိုတော့မကောင်းတော့ဥပဒါပြောနေတော့ရှိသေးတယ်ဗျာရသိကြီးကကျုပ်တို့နောက်ခုံပြီးတော့ထွက်လာတာဗျသူတို့ကလုံးဝအသားတွေဆိုတာလဲမိသေးကြီးလို့မဲနေနေပြီးတော့မျက်လုံးကြီးနှလုံးကတော့ဖြူဖြူကြီးလင်းနေပါရောကိုမရေးဆွဲထားတဲ့အင်းတွေကလည်းအဲ့လိုမျိုးအလင်းရောင်ကြီးတွေလင်းနေသေးတယ်ဗျာ ဟောမောင်မဲသာအဲ့ဒါအဲ့ဒါမောင်မဲသာဖြစ်သွားပြီကွာမောင်မဲသာကြီးကကျုပ်တို့ကိုလက်ညှိုးထိုးလိုက်တော့အရှဲကနေအတန်းနေမြည်ပြီးတော့သူ့လက်ညှိုးထိတ်ကလည်းအမွှေးတိုင်မြည်ချင်သိမ့်ပြီလို့မိသားလေးတွေကအများကြီးထွက်လာတယ်ဗျဥပဒါကြီးကတော့ဟောဟျောင်းနေအဲ့ဒါမိသားတွေကိုလှုပ်လိုက်တာကွာပြေးဟောက်ကျုံတဲ့ဥပဒါလည်းလှည့်ပြီးတော့တာပဲဗျမိသားတွေကပြန်လာမြန်နေဗျဥပဒါအနောက်ကိုလှည့်ပြီးတော့လဝါနဲ့တားပြီးတော့ပုတ်ထုတ်လိုက်တော့အဲ့ဒီမိဘလေးတွေကကျုပ်တို့မထီးဘဲနဲ့ဘေးကိုလွင့်ထွက်သွားတယ်ဗျ ။ဘေးရောက်သိပင်နေမြေကြီးတွေကိုထိတာနဲ့တုံးနဲ့ပောက်ခွဲတော့တာပဲဗျာ။ပောက်ခွဲတဲ့အတိုင်းကြီးကတော့သိမကျပေမဲ့မိတော်ကြီးတွေကဟုံးနဲ့ဟုံးနဲ့တောက်ပြီးတော့အနားမှာရှိတဲ့ခြုံမင်းတွေသိပင်တွေကိုဆွဲလောင်ပါလေရော။ကျုပ်ကလည်းဥပဒါနောက်မှာရက်နေလိုက်တယ်ဗျ။ဥပဒါမိုးပေါ်လည်းညှို့ထုတ်ပြီးတော့တခုခုရွတ်လိုက်တာနဲ့အုံပိုင်းနေတဲ့မိုးတိမ်တော်နေရာနေမိုးဆက်တွေကြလာတယ်ဗျ။ဟေ့ကောင်ပါလား။ဒီခါတော့မေးအောင်ငားနိုင်ပြီကွ။ငါအနှင်းနဲ့လာလာဆူဆောင်းထားခဲ့တဲ့ဆုံးမျိုးတရားရဲ့အဆွမ်းတွေကိုငါအကုန်ရထားပြီးပြီကွ။ အဲဒီအချိန်မှာကျုပ်ကလည်းဟဲ့ပပတ်ရီမောလိုက်ပြီးတော့ဥပဒ္ဒါရဲ့ဘေးနားကိုထွက်ခဲ့တာပေါ့ဗျာမောင်မဲသားနဲ့ဥပဒ္ဒါကျုပ်ကိုနားမလည်တယ်လို့လည်းကြည်နေကြတယ်ဗျကျုပ်ကလည်းကျုပ်လက်ထက်ကအန်သာလုံးရယ်လို့ရှိတဲ့ဖြူဖြူတုံးလေးကိုပြလိုက်တယ်ကဲကြည်တဲ့မောင်မောင်မဲသားရာခမပြောတော့သုံးမျိုးတရာဆိုးဗျမောင်မဲသားအတော်လေးကိုအံ့ဩသွားတာဗျနောက်တော့ကျုပ်ကိုလက်ညှိုးထိုးပြီးတော့ဟဲ့မင်းမင်းမင်းအဲ့တော့ဘယ်ရရတာလဲဟဲ့ဘယ်ရရမလဲဗျ ခမရရဲ့တရေကြီးကကျုပ်ကိုချုပ်တော့ကျုပ်လည်းရုံရင်ကန်နဲ့ဖြာသက်ကိုကြားတယ်မဟုတ်လားအဲ့ဒီမှာဖြာသက်လားမှာယူရုံတရုံကိုတွေ့တာနဲ့ကျုပ်ကလည်းအဲ့ဒီယူရုံကိုပဇက်တဲ့ထဲပြီးတော့ငုံထားလိုက်တာပဲဗျဟာဟမ်မင်းမင်းရောငါတတ်လဲမောင်မဲသားလည်းလက်ညှိုးထိမ်မှာအဆင်းအောင်လင်းလင်းလင်းသွားတယ်ဗျဘာမှတော့မမြင်ရပေမဲ့တခုခုကဝိင္နဲ့ပြန်လာတဲ့အတိုင်းကိုကြားဥပဒါကျုပ်ရှင်မှာပြေးရလိုက်ပြီးတော့အဲ့ဒီပြန်လာတဲ့အရာကိုလက်နဲ့ပြန်ပုတ်ထုတ်တာပဲဗျာ အရိယာကျောင်းတို့မင်းသားခလန်းလန်းကိုကြောက်ပြီးတော့ဘုံငနဲ့အသိနဲ့ဖြောက်ဦးပေါက်ွဲတယ်လို့ထောက်ခွေတာပဲဗျာဥပဒါကျုပ်ကိုလှည့်မကြည့်ပဲနဲ့မင်းတော်တဲ့လက်ကောင်ဒီကတော့မင်းကအချီးကျူးသွားပြီကွာမောင်မဲသားကြီးကဆုံးမျိုးတရားပြင်မှရပါမယ်အခုတော့တရားမပြေတော့ဘူးကွာအဒီတော့မောင်မဲသားဆင်းရင်မအောင်ဘူးဆိုပါတော့ကွာဟုတ်ဒါဆိုဒါဆိုအစီရင်မအောင်ရင်ဘာဖြစ်မလဲဥပဒါအေးဒါကတော့လှုပ်တဲ့သူအတီးဆုံးဖြစ်မှာပေါ့ကွာမောင်မဲသားကျုပ်တို့လက်ညှိုးတင်နေအတန်တန်ထိုးတယ်ဗျာ မဲ့သူ့လက်ညှိုးထိပ်ကဘာမှထွက်မလာတော့ဘူး။သူကလည်းသူ့ကိုယ်သူမယုံနိုင်မဲနဲ့ကြည့်နေတယ်ဗျ။ဟောမဖြစ်ဘူး။ဒါဒါမဖြစ်နိုင်ဘူး။အဲ့ဒါအဲ့ဒါဟိုကောင်လေးကြောင့်မင်းတို့မင်းတို့ငါသတ်မယ်မင်းတို့ငါသတ်မယ်။မောင်မဲသာကြိတ်မောင် နေသေးတယ်ဗျ။ဥပဒါခါထောက်လိုက်ပြီးတော့ဖိုးတူမင်းတို့ငါတနာလို့မတတ်လိုက်တာနော်။အဲ့ဒီကလေးကမင်းကဒီပညာတွေကိုဆွန့်လို့ပြီးတော့အေးအေးဆေးဆေးနေသွားမှာကွာ။ဥပဒါပြောပုံရဆိုရင်တော့သူတို့လည်းကအရင်တစ်ခုဖြစ်ခဲ့တဲ့ပုံပဲဗျ။ မောင်မဲသားမျက်နှာမင်းနဲ့ငိုပါလေရောဗျာမဟုတ်ဘူးမဟုတ်ဘူးဘာသာမဟုတ်ဘူးကွာဒီဟုတ်ကအနိုင်ယူပြမယ်ဒီဟုတ်ကကျိန်းသိပ်ပေါ့အနိုင်ယူပြမယ်ကွာဥပဒါကြီးကလည်းတပြင်းချလိုက်ပြီးတော့အေးဒီဘွားမှာတော့မင်းမဖြစ်နိုင်တော့ပါဘူးတငယ်ချင်းဟာအဲ့ဒီအချိန်မှာပဲမိုးတွေကတချင်းချင်းနဲ့ထိချုံလာတယ်ဗျာမောင်မဲသားကြီးကဥပဒါစီကိုပြေးလာတယ်ဗျာအဲ့မဲ့ကျုပ်တို့နောက်မျောလိုက်ပါဘူးဗျာမိုးဘွားကနေဂျင်းနီအောင်မီလုံးကြီးကပြုတ်ကြလာပြီးတော့ မောင်မဲသာငယ်လေးကိုတဲ့တဲ့မှန်သွားပြီးတော့မောင်မဲသာကြီးကတောင်းလုံးကြီးလဲကြသွားတာပဲပြီးတော့မှဂျင်းကနေတန်ကြီးကိုကျုပ်တို့ကကြားလိုက်ရတာဗျမိလုံကြီးပြန်လာမြန်လိုက်တာဗျနောက်မှဥပဒါအဲ့ဒါမိုးချိုးပြစ်တာတဲ့ကျုပ်ကလည်းအဲ့ဒီတစ်ခါပဲမိုးချိုးပြစ်ထားအောင်အနီးကမြင်မှုတာဗျလဲကြသွားတဲ့မောင်မဲသာမြေကြီးနဲ့ထိပြီးတော့မိသေးကအချောက်တွေလိုတသားတင်ကွဲသွားတာပဲဗျဂျန်တဲ့ပိုင်းစားတွေကတော့မိကိုတွေတူနေထွက်နေတာပေါ့ဥပဒါသပင်းချပြီးတော့မောင်မဲသာကြီးကိုကြည့်တယ်ဗျ အေးဖိုးတူတယောက်တော့အခုတော့မီးတူသွားပြီပေါ့ကွာအဲ့လိုပြောပြီးတော့လှည့်ထွက်သွားတာပဲဗျာဝနကတဘာပေါက်ကြနေတဲ့မိုးရင်စက်တွေကတော့ဖေးဖေးစိတ်လာပြီးတော့မကြခင်မှာမိုးရံချတာပါပဲဗျာမောင်မဲသားရဲ့မီးဆက်လက်နဲ့ထီလို့မီးလောင်နေတဲ့တစ်ပင်နေချုံမင်းတွေကတော့မိုးရည်တွေနဲ့ထီတွေ့ပြီးတော့မီးငိမ့်သွားတော့ပေါ့ကျုပ်ကလည်းကြာကြာမနေရတာနဲ့ဥပဒါရဲ့နောက်ကိုလိုက်ခဲ့ရတယ်အကျုပ်တို့အလားတုံးကတွေးခဲ့တဲ့တရေတွေဆိုရင်လည်းအခုတော့ကြက်ပြောင်ခတ်ပြောက်ပဲဗျာရေတွင်းနောက်ရောက်တော့ဥပဒါလက်ဝါးဖြစ်နေဗျာကျုပ်လည်းသူ့ဘာကိုတောင်းတယ်လဲဆိုတာသိပြီးသားပါ အကျုပ်လက်ထက်ကအယိုးပိုင်းလေးကိုဥပဒါစီကိုလှည့်ပြစ်ပေးလိုက်တယ်ဗျဥပဒါအယိုးပိုင်းလေးကိုလှည့်ယူပြီးတော့ရေတွင်းဟောင်းကြီးတွေကိုပြစ်ထည့်လိုက်တော့တာပါပဲဗျကျုပ်တို့ရွာကိုလှည့်ကြည့်လိုက်တော့ရွာမှာလူတွေကဆူညံဆူညံဖြစ်နေကြတယ်ဗျဘာတွေဖြစ်နေမှန်းတော့မသိပေမဲ့မိုးရေလေးတွေကြားထဲမှာမီးရောင်တွေကိုမြင်နေရတယ်ဥပဒါအကျုပ်ဘက်ကိုလှည့်ပြီးတော့ကျုပ်မျက်နှာကိုသူ့လက်ဝါးနဲ့အသာလေးသက်လိုက်တဲ့ဆိုရင်ပဲကျုပ်ကောင်းနေလေးလာပြီးတော့လောကကြီးနဲ့အဆက်အသွယ်ပြတ်သွားတာပါပဲဗျဟဲ့လက်ကောင်နေရာဒီမှာလာအိတ်နေတယ်ဟဲ့ ဖြန့်ကလေးတန်တဲ့သူကျုပ်ဆက်ဘိုးကလည်းစက်ခနဲ့လာကျင်သွားတာနဲ့ကျုပ်ကလည်းလန့်လို့သွားတယ်။မျိုးလုံးဖွင့်ကြည့်လိုက်တော့အမေကိုတွေးလိုက်တာပဲ။အမေကကျုပ်ကိုကြည့်ရင်လည်းတော်တော်ဒေါသထွက်နေပုံရတယ်ဗျ။အညာနေပြောက်လို့ဆိုပြီးတော့ငါတို့မှရှာလိုက်ရတာဟဲလက်ဆက်သက်တော့နေကဒီမှာနေမိမနဲ့လာအိတ်နေတာပဲဟဲ့။ကျုပ်ဘေးကိုကြည့်လိုက်တော့ကျုပ်တို့အိမ်နောက်ဘက်ကနွားတင်းကုတ်ထဲကိုရောက်နေတာဗျ။အမေကကျုပ်နေဘက်ကိုဆွဲလိမ်ပြီးတော့ထသွားတော့ကျုပ်ကလည်းသူ့နောက်ကနေလက်ခဲရတာပေါ့ဗျာအမေလက်ကလည်းတော်တော်တန်တာဗျာ ကျုံနောက်ဆွဲပြီးတော့လိန်ထားတာဆိုရင်ကျုံယုံတာတော့မှယုံမရဘူးဗျအိကျမယူနေထိုင်တော့နေတဲ့အဖေကကျုပ်ကိုအံဟောကြီးနဲ့ကြည့်တယ်ဗျဟာဟဲ့အောင်လက်ကောငါတို့ကမင်းညာကြီးမင်းဖယ်ပြောက်သွားတယ်လေဆိုပြီးတော့ရှာနေတာကွာဟိုဟိုလေဘာမှပြောမနေနဲ့တော့တော်သားကလွမ်းတင်းကိုထဲမှာနမအနေနဲ့သွားရင်နေတာအတေဒီကောတော့နားတော့မယ်ကွာမင်းဘာဖြစ်လို့လွမ်းတင်းကိုထဲကိုသွားရင်နေတာတုံးကွာကျုပ်လည်းဘာပြန်ပြောမှမသိတော့ဘူးဗျပြောရင်လည်းသူတို့ကယုံမှာမဟုတ်ဘူးလေ အဲ့ဒါနဲ့ထုံးစံအတိုင်းမရှိသွားပဲလေးလုတ်ပြီးတော့ဟိုဟိုအရန်အရန်အိတ်ချင်လာတယ်အိတ်ပြော်သွားတာပါဗျကျုပ်ပြောတော့အဖေကကျုပ်ကိုထူးသန်းတယ်လို့ကြည့်တယ်ဗျအဖေကြီးကကျုပ်ကိုယူးမြန်နေသလားဆိုတော့အကြီးနဲ့ကြည့်တာပါအဲ့ဒီချိန်မှာအမေရဲ့လက်သီးတွေကကျုပ်ကြောကုန်းကိုကြားလာတယ်ဗျဟမ်ကြည်စမ်းကြည်စမ်းအလက်ကောင်အိတ်ချင်အိမ်ပေါ်တိုက်အိမ်ပေါ်ဟဲ့နွားတင်ကုန်းတဲ့အိမ်ကဘလောက်ဝေးတာမှလို့ဒီကုန်းလေးကတော့ယူးကြောင်ဘူးကြောင်နဲ့ဟဲဟဲငေါငါလုံးလိုက်ရရင်တော့ ကျုပ်ကလည်းအမေလက်သီးချက်တည်းကနေလွတ်အောင်လို့အိမ်ပေါ်ပြစ်တက်ဖို့လို့တော့လေကတက်စင်းမှာအကိုကြီးနဲ့ဆုံးနေဗျအကိုကြီးကကျုပ်ကိုအန်အန်ကြီးနဲ့ကျင်းနဲ့လက်ကောင်မင်းမင်းညာဘယ်ထွက်သွားလာလဲကွာအပြောကိုမပြောချင်တော့ပါဘူးအေးနင့်ညင်ငါကြောင်ကနှောင်းတင်ကုတ်ထဲမှာသွားအိမ်နေတယ်တော့အကိုကြီးကလည်းကျုပ်ကိုထူးဆန်းတဲ့ကြီးနဲ့ကြည့်ပြီးတော့ခေါင်းခါမမဟုတ်ပါဘူးမေယာညာကျုပ်နှောင်းတင်ကုတ်ထဲကိုဝင်းရှာတော့သူ့ကိုမထွေပါဘူးအမေကအကိုကြီးကိုမျက်စောင်းထိုးလိုက်ပြီးတော့ အမလေးနင်တို့ညီကိုဒီအကုန်လုံးအတူတူပဲတခုခုလုံးမဲ့ဆိုရင်ပထမမှသေချာမလုပ်ဘူးယူကြောင်မူကြောင်နဲ့ဘလူးစီယာဗီဇာတွေပါလာတယ်မသိပါဘူးတော်အမေကပြောရင်းဆိုရင်လည်းအဖေကိုတခြားကြည့်လိုက်တော့အဖေကအမေကိုမျက်နှာလွှဲလိုက်ပြီးတော့ရင်းနှီးပူပူတစ်ခါကိုတဖူးဖူးနဲ့မှုတ်တောင်းနေတာပေါ့ဗျာဒါနဲ့ပဲဒီအမှုကဒီမှာပဲအဆုံးသက်သွားတယ်ပေါ့မဆုံးလို့ကလည်းမရဘူးလေအခုတော့မှမြှောက်ဦးကအဖေဘက်ကိုလှည့်လာပြီမဟုတ်လားတို့တို့လေတဲ့ကိုဆင်းလာတော့ဥပဒါကြီးကိုတွေ့တယ်ဗျဥပဒါအလွေးတွေကြီးနေဗျလူကလည်းမှိုင်းလို့ ဟိုဥပဒါရင်နေမကောင်းဘူးလားဗျအေးကွာငါဖျားနေတယ်ကွာဟိုညာမိုးမီလို့နေမှာပေါ့ဗျာရုပ်ကလည်းပါဇက်ကလှက်ကနေထွက်သွားတယ်ဥပဒါအကြောင်းကိုမျက်ရင်မျက်ချီပြတယ်ဗျဘေးနားမှာလည်းငယ်ကောင်တို့ငယ်မတို့ကရှိတယ်မဟုတ်လားဗျကံကောင်းတာသူတို့ကလည်းသူတို့လုံနေသူတို့ဆိုတော့ကျုပ်တို့ပြောနေတာကိုမကြားလိုက်ဘူးဗျ။ကျုပ်ကလည်းဥပဒနာကိုကတ်လိုက်တယ်ဗျ။ဟိုဖိုးတူးဆိုတာဘာလို့လဲဥပဒ။ဥပဒလည်းနှာချက်ချေလိုက်သေးတယ်ဗျ။အ ီးတော့နှာရည်တွေကိုသူဖုံးပေါ်တင်ထားတဲ့သဘောပိုင်းနဲ့ရှော့ခနဲ့ဆွဲသွုံလိုက်တယ်ဗျပြီးတော့မှအဖိုးတူးဆိုတာငါ့မြင်ရှိတဲ့တော့ငါတို့အိမ်မှာဝင်ထွက်သွားလာနေတဲ့လူတယောက်ပေါ့ကွာငါတဲ့၃လနှစ်လောက်တော့ငယ်မယ်ထင်တယ်ကွာအဲသူကငါ့မြင်စီမှာပညာလာတင်တာကွာဒါပေမဲ့ပညာတတ်တော့သိပ်ပြီးတော့ရန်ကားတာပဲကွာလူတယောက်ကိုကြည့်မရဘူးဆိုတာနဲ့နှိမ့်ဆက်ညှင်းပန်းမှုဝင်မလေးတဲ့သူပေါ့အဲ့ဒီမှာသူညှင်းထားတဲ့လူကိုငါတန်းထားလို့ကုပေးလိုက်တော့သူနဲ့ငါနဲ့ကရန်ဖြစ်တာပေါ့ကွာအဲ့ဒါနဲ့ရွာဆုံးနေချင်းမှာတရားဝင်ပညာပြန်တာပေါ့ကွာ ရှုံးတဲ့လူကိုတက်ကြီးဆိုပြီးတော့ပြိုင်လာပေါ့ဖိုးတူကသူ့နိုင်မဲ့ထင်ပေမဲ့ငါ့မယံငါ့ကိုအဆောင်နေထည့်ပေးထားတာဆိုတော့တကယ်လည်းပြန်ရောဖိုးတူကငါ့ကိုရှုံးတာပဲပေါ့ကွာရှုံးတဲ့လူကိုတက်ရမယ်ဆိုပေမဲ့ဖိုးတူကငါမတက်ရပါဘူးကွာဒါနဲ့ပဲငါ့မယံသူ့ပညာတွေကိုအကုန်လုံးပြန်ထုတ်လိုက်ပြီးတော့သူ့ကိုလှုပ်ပေးလိုက်တာပေါ့အိုးဒါကြောင့်ကိုအေးတော့မကျေနပ်တဲ့ဖိုးတူကငါ့ကိုရင်ကျိုးဖွဲ့နေတာပဲသုံးပညာတွေမတတ်တော့ဘူးဆိုတော့အော်လန်းလိုင်းဘက်ကိုကူးသွားတယ်ထင်တာပဲကွာအော်လန်းဆိုတာပညာတဲ့အစီအရင်တွေကိုအားကိုးရတာမဟုတ်လား အခုလဲဆုံးမျိုးတရားမောင်မဲသာအစင်ကိုလှုပ်ပြီးတော့သူကဆုံးပြန်ဖြစ်ချင်တဲ့သဘောပဲကွာ။အော်ကျုပ်ကျုပ်နားလဲပါပြီဥပါသာ။ဒါကြောင့်ဒီလူကြီးကရွာကိုလဲမကျင်တတ်တာဟုတ်ဗျ။ဟိုကျုပ်တို့ခြေတလန်းဥသာလို့လာပဲမျိုး။နင်းနေတာနောက်ကြပြီးတော့အဲ့ဒီဖိုးထူးတဲ့မောင်မဲသာဖြစ်ဖြစ်သွားရင်တော့ကျုပ်တို့ရွာတော့မထွေးရတဲ့ပဲဗျာ။ဥပါသာကောင်းညိတ်တယ်ဗျ။ဖြားနေတာဆိုတော့လဲသူ့ကြည့်ရတာလဲမလန်းပါဘူးဗျ။ဒါနဲ့ပဲကျုပ်ကလဲဆေးဆရာကြီးစီကဝယ်ထားတဲ့ဆေးနီမုံလေးကိုသူ့ကိုပေးလိုက်တာပေါ့။ ဥပဒါလည်းကျုပ်ကိုကျေးဇူးတင်တယ်ပေါ့ဗျာလေထဲဆိုင်ရင်အခုလိုစိတ်နေမှုတွေသေးသေးလေးတွေစောင့်သွားရတယ်ဗျလေထဲမှာတခုခုထိခိုက်ပြက်ရှာတာဖြစ်ရင်အဲ့ဒီစိတ်နေမှုတိတ်ထားရင်သုံးလရမကြဘဲနဲ့ပျောက်တယ်ပြုတ်ကျုပ်ကိုကျေးဇူးမတင်ပါနဲ့ဥပဒါရာကျေးဇူးတင်ရင်စေးစရာဥမှတ်ကြီးကိုကျေးဇူးတင်တယ်ပါဗျအေးပေါ့ကွာမကြီးကစေးကုမတော်မိမဲ့စေးပေါ်တာတော့ပိုင်နေမှုန်တာကွာကျတို့ဤတန်ကြီးကလေခွင်းနေတဲ့မှာပြန့်လွင့်သွားတာပေါ့ဗျာ အနောက်တော်ရဲကတက်လာတဲ့မိုးသားတင်လေးတွေကလည်းရွာဖို့တားဆူးနေပြီပေါ့ဗျာကျွန်တော် channel ကနေအခုတင်ဆက်ပေးသားတဲ့ဇလံကောင်းလေးကတော့ဆရာကဆိုရေးသားထားတဲ့သုံးဒီဥပဒါနဲ့သုံးမျိုးတရားမောင်းမဲတာဆိုတဲ့ဇလံကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ခင်ဗျာနောက်မြောက်မှာလည်းဒီတဲ့စိတ်ဝင်စားစားကောင်းတဲ့ဇလံကောင်းမျိုးကိုတင်ဆက်ပေးသားမှာမို့စောင့်မျှော်အပင်းလာဆင်ကြပါအောင်ခင်ဗျာလာဆင်အပင်းကြတဲ့ပြည်သက်တယောက်ချင်းတွေလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ ပြည်သက်များလိုမဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းမခြင်းနဲ့ပြည့်စုံကြပြီးတော့ဆန္ဒနယ်ဘဝထပ်တူကြနိုင်ကြပါစေခမညာ